ကျေးဇူးနည်းနဲ့ဆိုတာအလောင်းစားပြိုင်ဆိုင်ထီဖဲအစရှိတဲ့အရာတွေကိုစောင့်ရှောက်တဲ့နေ့ဖြစ်ပါတယ်ကျွန်တော်တို့အနီးအနီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းခမာကမ္ဘောဒီးယားအစရှိတဲ့နိုင်ငံတွေပြီးတဲ့အခါမှာနေဆက်တွေပေါ့နော်တရုတ်နေဆက်တို့အစရှိတဲ့နေရာတွေပါယနေ့ထပ်တိုင်းမှာပူဇော်ပတ်သက်နေတာကိုကျွန်တော်တို့တွေ့နိုင်ပါသေးတယ်သူရဲ့မန္တန်လည်းရိုးရိုးရှင်းရှင်းလေးပါပဲထီမထိုးခင်ကန်တမ်းမဲ့ဖနိုင်ခင် သူကရွှေရမှာဖြစ်ပါတယ်။တခါရွတ်မယ်ဆိုရင်ခုနှစ်ခေါက်ရွှေရပါတယ်။အုံကျေးစံနီမီသည်နမင်းကြီးပြန်ငါတို့မိုင်းနဲ့ထားပဲနော်။ကျေးစံနီဆိုရက်နမင်းကြီးခန္ဓာလေးအတိုင်းအနမင်းကြီးဟာတဲ့ပြန်ချစ်ခင်ပါစေ။ငါတို့မိုင်းဆိုတာမိုင်းမှာပါစေလို့ဆူတောင်းတဲ့ခါထားပဲ။သူကဒီကျေးစံနီနမင်းကြီးနဲ့ပတ်သက်ပြီးတော့မြမလောကီပညာအထောက်ထားမှာဆိုလို့ရှိရင်ကျေးစံနီအမိန့်တော်ပြန်နှန်းဆိုတဲ့ မင်းတော်ပြန်နှံတစ်ခုကိုလည်းကျွန်တော်တို့ဆရာဦးကျန်းဆွေရဲ့ဝိဇာမီယာလော်ကီညောင်းမောင်းချမ်းမှာကျွန်တော်တို့တွေ့နိုင်ပါသေးတယ်ပြီးတဲ့အခါမှာရှမ်းပညာမှာလည်းဂျေးဆန်နီဆေးဆိုတဲ့ဆေးတစ်မျိုးကိုလည်းကျွန်တော်တို့တွေ့နိုင်ပါသေးတယ်လက်ရှိအချိန်ဒီဂျေးဆန်နီနဲ့နဲ့ပတ်သက်ပြီးတော့ပူဇော်ပတ်တာလျက်ရှိပါတယ်ကျွန်တော်တို့ဒီမှာဒီဘက်မှာပုံတကားကိုပူဇော်ပတ်တာတလို့ပဲအဲ့ဒီနိုင်ငံဘက်ကနော်ခမာတွေထိုင်းတို့ဘက်မှာဆိုလို့ရှိရင်လည်းပဲ ီအလောင်းစားအပြိုင်ဆိုင်ထီကန်ငွေကန်နဲ့ပတ်သက်ရင်ကျေးဇူးတင်နှမင်းကိုပူဇော်လေးရှိတယ်။အဲ့ဒီလိုခါထားမျိုးတွေကိုရှုပ်ွားလေးရှိတယ်။ဒါကြောင့်မလို့ကျွန်တော်တို့မိတ်ဆွေတွေလည်းပဲထီကန်ငွေကန် stock share အချင်းအဆရှိတဲ့ကိစ္စရင်းနဲ့ပတ်သက်လာတဲ့အခါမှာကျေးဇူးတင်နှမင်းရဲ့ခါထားကိုရှုပ်ဆုံးမယ်ဆိုလို့ရှိရင်မေတ္တာပို့သမယ်ဆိုလို့ရှိရင်ဒီကျေးဇူးတင်နှမင်းကြီးရနေပြီးတော့ကုညီဆောင်ရှောက်ပေးပါလိမ့်မယ်။ကျွန်တော်ဆိုရင်လည်းပဲ ဟိုနှစ်ချိန်သုံးချိန်မျှပေါ့နော်ဒီကျေးဆန်ဒီဆေးကိုလည်းကျွန်တော်စမ်းမှုတယ်မန်တန်အောင်လည်းစမ်းမှုတယ်အဆင်ပြေချုံးမှုခဲ့တာကြီးပါပဲဒါကြောင့်မလို့ကျွန်တော်တို့မိတ်ဆွေအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမှခြင်းနဲ့ပြည့်စုံနိုင်ပါစေ။